ဘဝတစ်ခုကိုဖြတ်တန်းတဲ့အခါလေလမ်းကြောင်းကနှစ်ခုပဲရှိတယ်။ကံလမ်းကြောင်းနဲ့ဉာဏ်လမ်းကြောင်း။အဲ့တော့ကံလမ်းကြောင်းကတော့လောကမှာပြောလို့ရှိရင်ပေါ့နော်။သူကောင်းတာလဲကောင်းတာဖြစ်တယ်လို့မကောင်းတာလဲမကောင်းတာဖြစ်တယ်ဟောဆိုရဲ။ကြံကြံရေးကျိုးပဲ။ဉာဏ်ကတော့ဒါပေါ်မှာမူတည်တယ်လေဆို။မိမိဘဝမှာမိမိဘာဖြစ်စင်လဲ။ကိုယ်သွားမဲ့လမ်းကြောင်းကိုရွေးချယ်ပါနဲ့။ရှိ။ကံမှာတော့အကျိုးဆက်တွေနောက်ထပ်အကျိုးဆက်တွေဆိုတာရှိ။ဉာဏ်မှာတော့ဒီအကျိုးဆက်တွေရှိတာနော်။ ဒီနှစ်ခုကိုကိုကဉာဏ်နန်းပေါ်ကြောက်ချင်လားကံနန်းနဲ့သွားချင်လားကံနဲ့သွားချင်ရင်ခါနဲ့သွားပြောင်းဥပတ်ဆွေးလန်းမှုရှင်နဲ့နေလို့ရှင်တော့ကံလန်းရောက်မှာပဲမှာမယ်တတိနဲ့သွားလို့ကျတော့ဉာဏ်လန်းရောက်ပါရမယ်ဆွေးပြရရှင်ကံလန်းကိုလျှောက်ချင်တော့မင်းဘာနဲ့သွားလဲဆွေးလန်းမှုဥပတ်တယ်ရဲ့သွားတယ်ကံလန်းပေါ်မှာပဲရှိအဲ့တော့ဉာဏ်လန်းနဲ့လျှောက်ချင်တော့ဘာနဲ့သွားမှာတတိနဲ့သွားဆိုတဲ့ဒီဟာလေးပေါ်မှာကိုယ်ဆောင်ပြရဥပတ်တယ်နဲ့တတိတွေကောင်းတယ်လေ inverno. Né?